နေ့ကတော့ကျွန်တော်မိတ်ဆွေများခြွန်းဒီလေးရရှင်းတဲ့ရခြွန်းခြွန်းဒီကောင်ကတော့ကျွန်တော်တို့ကခြွန်းအနီးဘက်နဲ့လဲတာပါနော်ခြွန်းပန်းအောင်ပန်းအောင်ပါနော်ခြွန်းပန်းအောင်ဒါလေးကသူက30နဲ့ဝယ်ထားတာပြောတယ်ကြောင့်မန်လေးဝဲထဲမှာကျွန်တော်တိုက်ကြည့်တာတော့50အောက်မနီးဘူးဆိုတော့မနီးဘူးဆိုတော့10သိန်း15သိန်းပေါ့အဲ့လောက်ပေးမှာပေါ့အဲ့ဒါနဲ့ကဲမဟုတ်လေရှုံးနေမှာတော့နော် ဖြတ်ကြည့်ရင်အဲမျောလင်းချက်တစုံတရာပေါ့နော်ရနိုင်တာပေါ့အဲ့တော့မျောလင်းချက်တစုံတရာရမလားကျွန်တော်ကြည့်ရမှာပဲနော်အဲ့တော့ဒီမှာဒီဘက်ကတော့နည်းနည်းလေးအဲ၆တန်းနည်းနည်းမြင့်နေပြောရမှာဒီမှာနော်ဒီမှာကတော့သူကတော့နပ်ပင်းနှရှိနေပါပြီအနာကတော့နော်အနာကဒီမှာအဲအနာကတော့နှကြီးပါနော်ဒီမှာပန့်တာပေါ့နော်အဲ့တော့ဒီမှာအ၆တန်းမြင့်တာပေါ့၆တန်းမြင့်တာပေါ့နော်ဒီမှာကတော့ အဲ့တော့ဒီဘက်မှာတော့ရှိတယ်အဲ့တော့ဒီမန်းပါเนาะအဲ့တော့အသားတန်းလည်းရှိတယ်ဆိုတော့အရွယ်ရရင်တော့ဒိန်းသုံးစရာတိတ်ပြဿနာမရှိဘူးเนาะအဲ့တော့အရွယ်လေးသူ့အနေသူရတာတော့သူပေါင်းတော့ဒုံလုံးပုံစံမျိုးဖြစ်နေတာပေါ့เนาะသူကเนาะအဲ့တော့ညီလေးမင်းခန့်မင်းလားပါအဲ့တော့ကျောင်းကတော့ကျွန်တော်တို့ဒါအင်းခန်းလေးပေါ့ဗျာဒီမှာခန်းလေးချော်လေးရှိရပါဘောเนาะအဲ့တော့ခန်းလေးချွန်ဆိုတော့ကျောင်းမျိုးအကြခန်းလေးကတော့ကျွန်တော်တို့က ဟာရောင်းတင်မှတ်မှတ်မှတ်အနေနဲ့တော့လှတာများပါတယ်နော်အဲ့တော့ကျွန်တော်ကတော့မျောလင်းချင်းကတော့ဗျာဒီဘက်ကတော့တခြားဒီဘက်နဲ့လည်းဆိုင်ရင်တော့သူကနည်းနည်းလေးကြောက်မျိုးကောင်းတာပေါ့နော်ဒီမှာကျင်မာကြည့်ဒီနားလေးတွေကတော့မဆိုးပါဘူးနော်အဲ့တော့ဒီမှာကတော့ပြတဲ့နေထားမှာတော့ဒီမှာကနည်းနည်းလေးကြောက်မျိုးကောင်းတယ်ဒီမှာလည်းအကာလာရှိဒီမှာလည်းသူ့ရဲ့အစီရဒီမှာလည်းရှိတာပေါ့နော်ဒီမှာတော့ကွန်ချက်ရှိတယ်အဲ့တော့ဒီမှာရှိတယ်ဆိုတော့ဒီမျောလင်းချက်တစ်ချက်နဲ့တော့ကျွန်တော်တို့စမ်းကြည့်ရမှာပေါ့နော်ရမ်းရတော့သူပန်းနဲ့စံတယ်ဗျာကျွန်တော်ပန်းစံတာပေါ့နော်ကျွန်တော်တမီးနဲ့သူပန်းစံတယ် ဒီမှာအရေးကပန်းပုံစံမျိုးသွားရတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့တိန်း30ဆိုတော့ဒီတိုင်းကျွန်တော်မန်လီဝိုင်းနဲ့တိုက်ကြည့်တော့90အောင်မနီးဘူးဆိုတော့10သိန်း15သိန်းပေါ့နော်အဲ့လောက်ပေးမှာပေါ့နော်အဲ့တော့ဒီမှာကတော့ဒီမှာအနာပေါ့နော်ဒီမှာအနာပေါ့နော်အဲ့တော့ကျွန်တော်ဒီအနာတိုင်းပဲကျွန်တော်နင်းလိုက်မယ်နော်အနှစ်ထပ်တော့နည်းနည်းလေးခြံခန့်မယ်ထင်တာပဲကျွန်တော်ကတော့နော်အဒီတိုင်းပေါ့နော်အဲ့ဒီတိုင်းအဲ့ဒီမှာအနာနှစ်ခုကဒီနှစ်ခုမှာအဲ့နည်းနည်းလေးတိန်းကျင်တယ်ဗျာ တင်းကျင်နေဆိုမှကြံလိုက်ကြံခဲ့လေပြီးမှကျွန်တော်ဆက်နင်းတာပေါ့ဗျာအဲ့လုံးလုံးဆက်ဆက်တော့ကျွန်တော်ဒီဘက်ကနေဝင်ခိုင်းလိုက်ပါဗောနော်အဲ့ဒီကနေဒါမျိုးဝင်လိုက်တာဗောနော်ဒီကနေဝင်ပြီးတော့ဒီတိုင်းအတဲ့ဗောနော်ဒီတိုင်းအတဲ့လေးဆိုရင်တော့အဆင်ပြေမှာပါနော်အဲ့တော့အဲ့တော့တင်း30နော်အဲ့တော့သူကတော့ဒါလိုင်းမောဝယ်တာပါနော်လိုင်းမောဝယ်တာပါဟိုပင်ကညီလေးကြောက်နော်ကဲဖြတ်ကြည့်တာပါဗျာတင်း30နော်ဝိုင်းထဲမှာတော့15တင်းဆိုတာလုံသုံးလောက်နေမှာပါပေးမှာနော်အဲ့တော့ဘလို့သွားလာရှိမယ်ဆိုတော့ ဖြတ်ခြင်းမသိရမှာပဲเนาะအဲ့ဒီဘက်အနေထားမှာတော့အနာလေးတော့ရှိတော့ရှိပါတယ်เนาะကဲဒီအနာလေးပါတာဒီအနာကြီးရနေပြီးတော့အနေကြီးကြောင့်မို့လို့အနာအကြီးကြောင့်မှတွတ်သွားမလားကြည့်ရမှာပဲเนาะကဲဖြတ်မယ်ဗျာပြပြသွားပြီကွာလမ်းလျှောက်လျှောက်တိတ်မကြည့်ရဟုတ်လားကဲကြည့်အောင်ကွာဒီမှာပါเนาะအဲ့ဒီနားကတော့နှစ်ထပ်မခံပါဘူးကြည့်အောင် အဲဒီမှာတော့ရေဝင်နေရမယ်နော်အဲအဲဝင်တော့ဝင်နေရမယ်နော်စိတ်တော့စိတ်ဝင်စားစရာကောင်းတယ်မကြည့်လေနော်အဲဒီမှာနော်နက်ပေါကောင်းတာတွေ့လားအဲဒီနက်ပေါပုံစံမျိုးဒီမှာနက်ပေါနော်ကဲတချက်လေးတံမီးလေးထောက်ကြည့်မယ်ဗျာအဲအဲအစိုးနော်ခဲလိုက်လေနော်အခဲလိုက်လေနော်ကဲကွာမပြတော့တော့မလုပ်ပါဘူးညီလေးကြည်သာလို့ရင် ချွန်ဆိုတော့ကြည်အောင်ကွာကဲကွာအစီရတော့ရှိတယ်ကွာအစီရတော့ရှိရဒီနှက်ပေါက်လေးတစ်ခုပဲမိုက်တော့မိုက်တယ်နော်ဒီမှာဒီနှက်ပေါက်ကိုသိကျင်တာဒီမှာအထက်ကခံသွားတာကွာဒီမှာအထက်ကတွေ့လာအထက်ကြီးอ่ะနော်ဒီအထက်ကြီးတစ်ချက်တော့ခံသွားတယ်အဲဒီကောင်ကတော့မစိုးဘူးတင်ပါသေးလားမစိုးဆိုတာညှျှော်ပေါ့ကွာမစိုးဆိုတာညှျှော်ပေါ့ ဲ့တော့ဒီနဲ့ပေါ့ဗောနော်ဒီနဲ့ပေါ့ဒီမှာတော့အနာတစ်ချက်ရှိတယ်အဲ့တော့ဒီနေရာလေးရွယ်ကြရင်တော့မစိုးတော့ဘူးနော်လုံးလုံးဆက်ဆက်ကတော့လုံးလုံးဆက်ဆက်ဒီနှစ်ခုဆက်မလားဗောနော်ဒီဒီနှစ်ခုဆက်မလားဆိုတော့မျောလင်းချက်တော့ရှိတယ်ဘာလို့ဆိုတော့ဒီမှာအနှစ်ထပ်ကြီးရှိနေတာဗောနော်အနော်အော်ညီလေးမျက်ရှင်းစမ်းโอเคအဲ့တော့ကြည့်နေရဒီမှာနော်အဲ့တော့ဒီမှာအနှစ်ထပ်ကြီးတစ်ချက်ရှိနေတာတော့အနှစ်ထပ်ကျန်တာဗောနော်ခုနကလည်းကျွန်တော်အနှစ်ထပ်ကျန်နိုင်တယ်လို့နော်အဲ့တော့ဒီနှစ်ပေါက်ကဒီကောင်နဲ့ဒါမှမဟုတ် join ဖို့လို့လားဒီကောင်နဲ့ join တာနဲ့ဒီကောင်ကရွယ်အကြီးရမှာဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာက ဒီမှာကျိုးရဲ့အနေထားဒါမှုသွားသလိုဖြစ်နေတာအဲ့တော့ကျွန်တော်ဒီတိုင်းကအခင်းရနိုင်တာဗောနော်အဲ့တော့ဒီအခင်းအနေထားနဲ့ဆိုရင်တော့ကြောက်လေးရအဲရွယ်ဒီဒီဒီအနေထားဒီအနေထားဆိုက်ကြီးထွက်တာနဲ့သူကတပွင့်မိုးရှိတာဟုတ်နော်အဲ့တော့အဲ့တော့ကျွန်တော်ကတော့ဒီနေရာလေးဗောနော်ပြောင်းလဲအောင်လေတိုက်ပြလိုက်မလားငန်းကြီးတော့တိကုန်မင်းလားပြောင်းလဲတော့လေတိုက်ပါရမှာနော်အဲ့တော့ဒီမှာနေထိုင်အကြီးရှိတယ်အဲ့တော့ဒီမှာဝင်နေတဲ့အနာတွေဒီ ီအနှစ်ထပ်ပြောင်းသွားရင်ပါလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီနှပါတာထက်ကိုဒီ net box ကဒီမှာဒီကောင်နဲ့သွား join လာပဲလိုချင်တာနော်အဲ့တော့တကယ်တော့ဒီအနှစ်ထပ်ကတော့ဖြတ်ရအောင်ပါဗျာနော်ဒါပေမဲ့အစအဆုံးဖြတ်မဲ့အနေထားနဲ့ပဲကျွန်တော်စဉ်းစားမယ်ဒီတိုင်းလေးကျွန်တော်တို့တစ်ချက်နော်ကျွန်တော်ညီလေးတိုင်ပင်ပြီးတော့သူဒီတိုင်းရောင်းရင်လည်းဆန်လာချင်တယ်တစ်ချက်ရောင်းကြည့်တာပေါ့ဗျာနော်အဲ့တော့နောက်ဇလန်းတော့ကျွန်တော်ပြန်ဆက်ဆက်ကြတာပေါ့နော်အဲ့တော့ဒါလေးသွားတာတော့ကျွန်တော်တို့နည်းနည်းလေးစိတ်ဝင်စားပါတယ် အဲ့တော့ဒီနှစ်ထက်ကြီးခံသွားတဲ့အတွက်ကြောင့်ဒီဘက်ကတော့ကြည်ရတာတိတ်ပြီးမကောင်းပါဘူးဒါပေမဲ့ဒီမှာနက်ပေါလေးတော့ပေါ်လာပါဘောနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဖြတ်ပြီးမှပဲအဲကျွန်တော်ညီမတစ်ချက်ပြန်တိုက်ကြည့်ပါဦးကျွန်တော်ညီလေးနဲ့နော်အဲ့တော့ပြီးမှကျွန်တော်ဆက်ပြီးတော့သွားတာပါနော်ကဲညီလေးကျေးလာမင်္ဂလာပါနော်ညီလေးကြော်ရဲနေနော်โอเคပါအားလုံးနော်အဲ့တော့အပွင့်ကတော့တရားပေါင်းရပါတယ်အဲ့တော့ဒီနက်ပေါလေးနဲ့ကျွန်တော်အမှတ်လေးတွေပါလေးတရားကြီးချော့ပြီးတော့မှနောက်ရက်နော်ကြုံတဲ့ခါကျရင်တော့ပြပေးတာပါဗျာနော်လိုက်မှာအဲဝိုင်းမှာတိုက်လိုက်လို့တဲ့သွားတော့လေ တတ်နိုင်ဘူးပေါ့နော်ကဲအဲ့ဒါဘယ်လောက်ရလဲဆိုတော့ပြောမယ်ဗျာနော်ကဲအားပြည့်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးဘိုင်ဘိုင်ပါ